ီငလင်တန်းကိုခံစားရတဲ့လူတွေကတခြားခံစားမှုနဲ့မတူဘူးသူကလူတွေရီမောပျော်ရွှင်ပြီးတော့ချစ်ချစ်ခင်ခင်နေနေတဲ့အချိန်မှာအနှက်မှတ်မထင်ပဲပေါ့ဒီမိနစ်ပိုင်းစက္ကန့်ပိုင်းအတွင်းမှာဘုံဆိုကို့နားလူတွေအများကြီးကို့ခွဲခွာသွားတာအဲ့ဒီအတွက်ဒီငလင်တန်းခံစားရတဲ့လူတွေကပို့ပြီးတော့ဟိုပါပေါ့ခံစားမှုပို့ပြင်းတယ်ပေါ့ညီမလေးကလူတွေကဒီတယောက်ကနောက်လာမှတည်မယ်ဆိုတည်နေတဲ့ခါကြရင် ဒီလောက်ခံစားမှုမရှိဘူးပေါ့နော်မမထင်တာပဲမမဆိုအခုမျိုးတဲကိုသွားတယ်သမီးလေးအတွက်ပြန်လာရင်ငါဖာလေးတွေဝယ်လာမယ်ဆိုရဲစိတ်ကူးတော့ရှိတယ်လေဒါပေမဲ့တကယ်ကိုသွားပြီးပြန်လာတဲ့အခါမှာသူတို့ကဒီမရှိမှမရှိတော့ဘူးဆိုတဲ့ခံစားမှုကဘာနဲ့မှမတူလူကိုခြောက်ချားသွားစေတယ်ဟိုပါပေါ့အမဆိုအခုလူတွေအများကြီးပေါ့တပည့်တွေဆိုလည်းအမအရန်ချစ်တဲ့လူတွေဖြစ်တာတော်တန်ခံနိုင်မရှိနိုင်ယူသွားနိုင်ပါတယ် ြစ်စဉ်လေးကတော့28ရက်နေမှာလေအော်အမကတော့ဈေးဝယ်စရာရှိတယ်ဆိုပြီးတော့မျိုးတဲကိုသွားတာပေါ့အမျိုးသားနဲ့သွားတဲ့အခါဟိုကဒီမှာငါဟိုကလှုပ်တာပေါ့ငလင်းလှုပ်တာပေါ့နော်လှုပ်တဲ့အခါမှာအမကတော့ဆရာမရဲ့ကလေးထိန်နဲ့ဆရာမရဲ့တမီးလေးရဲ့ပေါ့နော်သူတို့ကတော့ဒီအခုပြိုတဲ့တိုက်ရဲ့အလဲထက်မှာရှိတာပေါ့အမထွက်တဲ့အခါမှာလည်းတမီးလေးရောဆရာမကိုနှုတ်ဆက်သွားတာပေါ့နှုတ်ဆက်သွားတဲ့အခါသူတို့က အလဲတက်မှာကြံနေပြီးတော့အမားတို့ကမြို့ထဲမှာနေငလင်လှုပ်တော့အမားတို့ကကားနဲ့ပြန်လှည့်ပြေးတာပြေးတဲ့ခါကျတော့ဖုံးလာတယ်ဒီမှာပြိုတယ်ဗောဆရာမနဲ့သမီးလေးကပြိနေပြီလို့ပြောတာပြောတဲ့ခါကျတော့အမဒီကိုပြန်ရောက်လာတဲ့ခါမှကျတော့ဒီတိုက်ကြီးကပြိုနေပြီဗောပြိုနေတဲ့ခါအလဲတက်မှာဟိုပါဗောသမီးနဲ့ဆရာမရှိတဲ့နေရာကိုအမသိတယ်သိတဲ့ခါကျတော့ကရင်အားချင်းငှားပြီးတော့ ဟိုအတက်မီမလားဆိုရင်မျောလင်းချက်ပေါ့ညီမလေးရဲ့ဒီဟာကြီးပြီထားတာသူတို့မရှင်းတန်နိုင်ဘူးဆိုတော့တိတယ်ဒါပေမဲ့အမဟိုကမျောလင်းတာပေါ့နော်သူတို့အသက်ရှင်လို့ရှင်ညာဆိုပြီးသူတို့ရှိတဲ့နေရာကိုဂရိနဲ့ကောထုတ်တာကောထုတ်တဲ့အခါမှာနှစ်ယောက်စလုံးကအသက်မရှိတော့ဘူးမရှိတော့ဆရာမကကြတော့တမီးကိုပိုက်ထားတာပေါ့ပိုက်ထားတာဆရာမကတော့ဒဏ်ရာတွေအများကြီးပဲရတဲ့အထိအကြောက်ရိုက်ထားတာပေါ့တမီးလေးကတော့ဆရာမရင်ခွင်ထဲမှာ ဒီလိုပိုက်ထားတာဘာတန်ရာမှမရှိဘူးပေါ့သူကတော့လေဟိုအကုန်လုံးအကုန်လုံးစုံစုံလင်လင်မှာပဲသွေးထက်တန်ယူအနာတရတခုမှမရှိဘူးဟွာသူကအသက်ရှူကျက်ပြီးတော့ဆုံးသွားတာပေါ့ဆီအမကကြတော့လေအမမရှိတဲ့အခါမှာသူဒီကလေးပေါ်မှာအများကြီးတာဝန်ကျေပါတယ်တကယ်လို့အသက်ရှူတာမကျက်ဘူးဆိုရင်သူကသမီးလေးကိုသူ့အသက်ပေးပြီးတော့ကာကွယ်သွားတာပေါ့နော်ဒါအသက်ရှူကျက်လို့ဒါသမီးလေးကဆုံးမရတာပါ ကရင်ကတော့မမတို့ဒီကတော့အမြန်သွားငှားတာပေါ့ငှားတဲ့ခါအကရင်ကတော့ဥပါတယ်ရောက်လာတာတော့မြန်တယ်ဒါပေမဲ့သူတို့ကဆရိုက်မိရဲကွာဆ iam အသက်ကမရှိတော့တာတဝုံးဆိုပြိုလိုက်တဲ့ကဆ iam အသက်မရှိတော့ဘူးဖြစ်နိုင်နေပါဆိုအမတို့အားချင်းကယ်တာပဲလေဒါပေမဲ့အဲ့လိုမျိုးသူကမရတာပေါ့ကူလောဆယ်ဆုံးရှုံးတာဆိုအထဲဆိုင်တဆိုင်လုံးအောက်မှာမြုပ်နေတာပေါ့အောက်ထက်တစ်ထက်လုံးကပြိုသွားတာလေ အထယ်ဆိုင်ကတော့အထယ်တွေပစ္စည်းတွေပေါ့အဲ့ဒါတွေကတော့တခုမှမရဘူးပစ္စည်းတွေဒီထဲမှာရှိတာတွေလည်းစိတ်ထဲမှာမလိုချင်ဘူးဘာဘူးမှလည်းမလိုချင်ဘူးပေါ့ကိုယ်ကိုယ်တမီလေးကိုပဲပြန်လိုချင်တာလေအဲကြောင့်ဒီပစ္စည်းတွေကိုဒီတိုင်းထားတာပေါ့ညာဆိုလဲတချို့ကတခိုးတွေကတ်တယ်ထဲထဲမှာလာဖောက်ယူတယ်ပေါ့နော်အဲ့လိုမျိုးတွေရှိကြလဲအမကတော့ယူပလေးစေလို့ပဲတွေးတာပေါ့လူအသက်တောင်ဆုံးရှုံးသေးတာပဲ ပစ္စည်းဥစ္စာဆိုတော့ပို့ပြီးတော့မမတ်မောဘူးပေါ့အရင်တော့ကတော့မတ်မောမှာပေါ့လေအခုလိုကြီးဖြစ်သွားတဲ့အခါမှာ အမသမီးလေးကိုအမနှမျောတာပေါ့သူကလူလောကတွေခုမှအရောက်တာရယ်ပြီးရဲ့အခါကျတော့အမဟိုပိုးမွေးသလိုလဲမွေးခဲ့တာပေါ့နော်ဒီဟာလေးကိုအများကြီးမျောလင့်ထားတယ်အမအလုံးနဲ့ဆိုတော့လေအမသမီးလေးကိုအမအလှပြေဆိုင်ဖြစ်တဲ့အတွက် အမအနားယူမဲ့အချိန်မှာအမသမီးလေးဆိုရဲမျောလင်းချက်တွေတောင်အမထားခဲ့တာပေါ့ဟိုဒီလိုဖြစ်မယ်တော့မတွေးဘူးပေါ့ညီမလေးအခုဆိုရင်ညဘက်အိတ်တဲ့ခါမှာအမခလင်းကိုယ်တန်းလိုမျိုးကြားရတယ်အခုရက်တော်နည်းနည်းတော်သေးတာပေါ့အရင်ရက်တည်းအားဆိုစိတ်ကိုကဟိုအချောက်ချားတာမျိုးဖြစ်နေရပေါ့အမညဘက်အိတ်နေရဆိုရင်ကျုံထားတယ်ကျုံထားပြီးချနှောင်ပေးတယ်မှာသမီးလေးရဲ့အဲ့ဆိုတဲ့အတန်းကိုကြားရလို့အမခံစားရတယ် အချိန်မှမှလိုက်ရှာတယ်မြို့သားဘာထရှာရလဲဆိုအချိန်မှမှသတိပြန်ပြန်ဝင်လာတယ်ပေါ့အဲအဲ့လိုမျိုးခံစားမှုရှိတယ်ပြီးတော့ဟိုဘက်ဆိုလည်းအလှပြင်စားညီမလေးတွေကသူတို့ကလည်းတိုက်အောက်ကိုပြီးသွားပေါ့အကုန်လုံးပြီးတာ16ရောက်အဲ့နေ့ကဆိုအရင်ခံစားရတယ်ဒီဟိုဘက်ပြီးရတော့မလို့ဟိုဘက်ပြီးရတော့မလို့ ਨੇ ဖြစ်တယ်အဲမဲ့ကလေးတွေက၄ရောက်ဆုံးရှုံးနေဧည့်သည်၃ရောက် ခုနှစ်ယောက်ဆုံးရှုံးတယ်ပေါ့အခုဆေးရုံမှာတော့နှစ်ယောက်ရှိတယ်ပေါ့ညီမလေးကအဲ့လိုမျိုးပေါ့ဒီဒီငလင်လောက်တာလူအများကြီးအခုလူတာနေနေရတာတခုခုဒီငလင်လောက်တာကြီးကိုပဲမြင်အောင်ပြီးတော့ခံစားမှုဖြစ်နေတာဘသူ့ကိုကြည်လိုက်ကြည်လိုက်တိုက်ကြီးတယ်ဆိုလဲငါစောင်းနေတယ်လို့လှုပ်နေတယ်လို့ငါခံစားမှုဖြစ်နေတယ်လို့အဲ့လိုမျိုးဟိုလူကချက်ချင်းကြီးတော့ဒဏ်ရာမကျက်သေးဘူးပေါ့နောက်ပိုင်းမှာတော့အမားတို့ကတော့ဒီ တရားနဲ့ပြန်ပြီးတော့ဖြေရမှာပေါ့သူတို့ရဲ့အသက်သူတို့ရဲ့ကံဟာဒီလောက်ပဲပါတယ်လို့အမတော့မှတ်ယူရမှာလေဒါပေမဲ့လက်တလုံးကြီးကြတော့အမမဖြေနိုင်သေးဘူးလေပြီးတော့ဒီသမီးလေးကိုသတိရတဲ့စိတ်ပေါ့အခုနေနေနဲ့တခါလေးရှိသလိုခံစားရတာမျိုးပေါ့နော်ပြီးတော့သူမြတ်ကလေးတွေချီသွားတဲ့အခါမှာအမရင်ထဲမှာနေနေရပဲငါသမီးလေးလားဆိုပြီးတော့လည်းငုံကြည့်တာမျိုးတွေလည်းရှိခဲ့တာပေါ့ အဲ့လိုမျိုးခံစားမှုတွေတော့အခုလည်းတလောရှိနေသေးတာအများကြီးမျောလင့်ထားပေါ့အမတမီးလေးရက်တရမှာဒီအရှိမလူတွေအများကြီးဟိုပေါ့အကျွေးမွေးတွေလုံမဲ့ပေါ့ပြီးတော့တမီးလေးရက်တရပြေးမှာတမီးလေးကိုဆင်ပေးဖို့အတွက်ဒီအမကြိုတင်ပြီးတော့လှုပ်ထားတာပေါ့သူ့အတွက်ကိုအများကြီးမျောလင့်ထားပါတယ်အမလည်းကိုယ်အသက်ရွယ်တစ်ခုရောက်လာတဲ့အခါမှာဩငါဒီဟာလေးကိုပဲကိုက ဟိုပေါ့ချစ်နေတဲ့စိတ်ကတအားကြီးများတယ်လေအမရှိတော့ဟိုဟာဖြစ်တာပေါ့နေတာထိုင်တာအမကိုအားပေးတယ်နှစ်သိမ့်တယ်အဲ့လိုဘူးမမရှိလဲငါရှိပါတယ်ဆိုတဲ့ဟာမျိုးလေးပေါ့သူနှစ်သိမ့်ပေးတယ်ပေါ့ဒါမဲ့သူလဲကြွယ်ရကြရင်တနေရာရောက်လို့သူပြောက်သွားလို့အမကြည့်တဲ့ခါကျရင်သူသွားငိုနေရမျိုးရှိတာပေါ့သူကဘာလို့ငိုတာလဲလို့မေးလို့ရှင်တမီးလေးကိုနှမျောတာပေါ့သူစိတ်ထဲမှာမမျောလင်းခဲ့ဘူးပေါ့အဲ့လိုမျိုးဖြစ်လိုက်မယ် အမလည်းဒီလိုပါပဲမိသားစုလေးသွားဖို့လာဖို့အများကြီးမျှော်လင့်ထားရဲဆိုအမအလဲမထိုင်ဖို့ကားထိုင်ကုန်လေးတွေအစာဝယ်ထားတာအခုမှခလေးကဟိုပါပေါ့ထိုင်ဖို့ဝေးလို့တည်းလေဒါပေမဲ့အမစိတ်ကူကအဲ့လောက်ကြီးထိမျှော်လင့်ထားတာပေါ့အချက်လည်းမမွေးတော့ပါဘူးညီမလေးကိုကဒီစိတ်တန်ရာကြီးဖြစ်နေတော့နောက်ထပ်ခလေးမွေးနေအောင်ဒီလိုခံစားရမယ်ဆိုတာမျိုးယူကြောက်တယ်လေအမအဲ့ဒါကြောင့်မလို့ကိုပိုင်ကိုပဲဒီလိုစိတ်ကိုဖြည့်ပြီးတော့ ရှေ့သွားမယ်ဘัวမှာအထမ်းမြင့်နေဆိုလဲကြောက်စိတ်ထဲမှာမြင်လိုက်လေအဲ့လိုကို့မှာနောက်ငွေကြေးပြည့်စုံလို့စောက်မယ်ဆိုရင်တော့အထက်အနေလေးပဲတစ်ထက်လေးပဲတန်ဖိတ်လေးနဲ့စောက်ပြီးတော့နေတော့မယ်လို့ပြောဆိုလူမှာစိတ်ကောလူရောကိုလန့်နေရလေဒီလိုမျိုးကြုံရလိမ့်မယ်လို့မတွေးတော့လေအကုန်လုံးစိတ်ကခြောက်ချားနေရမျိုးရှိတယ်။အဆိုင်က၄ဆိုင်ရှိတာပေါ့ညီမလေး။နှစ်ဆိုင်ပြိုတဲ့အခါနှစ်ဆိုင်ကြံသေးတာပေါ့။အဲ့နှစ်ဆိုင်နဲ့ ရှေ့ကိုရက်တီมาပေါ့ရက်တီပြီးကိုစိတ်တွေရောလူတွေရောအရာအလုံးပြင်ဆင်ရမှာပေါ့လူစွာတည်တဲ့မျိုးကြီးပဲဆိုတော့လေကိုကနားလဲပါတယ်ဒါပေမဲ့အခုလက်တလောခဏမှာတော့စိတ်မဖြေနိုင်သေးတဲ့ခါမှာတော့ခဏခံစားရတာမျိုးရှိတာပေါ့အခုချိန်မှာတော့ဟိုသူမြန်းကလေးကိုမြင်လိုက်တိုင်းကိုကလေးထင်နေရမျိုးတွေစိတ်ထဲမှာခြောက်ခြားတာရှိတယ်လို့ညရဲဆိုလဲ အဲဆိုကလေးငိုတန်းလိုမျိုးနားထဲမှာအမြဲတမ်းကြားနေအိုင်အကြိုင်ကိုကခြနောင်ပြင်ကိုထွက်ပြီးတော့ကိုကလေးလာဆိုပြီးတော့ရှာမိတာပေါ့ကိုကလေးဆိုရင်ဟိုငိုနေရလားနောက်မှဩမဟုတ်ပါဘူးဆိုပြန်အိတ်တာပေါ့အဲ့လိုအိတ်လို့လည်းမပြောသေးဘူးခုချိန်မှာစားလို့လည်းဟိုဝင်သေးဘူးပေါ့ဒီစိတ်မိခင်တယောက်ရဲ့တော့ကောင်မိခင်တွေပဲခံစားတတ်မှာပါအခုချိန်မှာကိုရင်ဝင်ပိုက်ပေါ့ကိုနိုးတိုက်ရတဲ့အရွယ်ဆိုတာ ီကလေးလေးရင်ဝင်ပိုက်ကလေးပျောက်သွားတယ်ဆိုတော့ဒီအကြီးတွေပျောက်သွားတယ်မတူလေဒီရင်ထဲမှာကလေးလေးကိုခြင်ကြိုက်တာအစားစိုးရိမ်နေတဲ့အချိန်မှာပျောက်ွယ်သွားတာပေါ့အဲ့လိုမိခင်တယောက်ရဲ့စိတ်ကိုမိခင်တွေကပို့နားလဲမှာပါညတော့လည်းဒီထဲကတော့ဆိုင်ကယ်တွေခိုးထုတ်တယ်ပေါ့ဒါကတော့လူလောကမှာဒီလိုပဲရှိကြမှာပါပဲဟိုကောင်းတဲ့ဆိုးဆိုတော့တွဲနေရလေကိုယ့်ကိုကူညီတဲ့လူရှိသလို့ အခွင့်အရေးယူတဲ့သူလည်းရှိမှာပဲလေဒါတော့လောကဖြစ်စဉ်ဖြစ်တဲ့အတွက်ဘာမှတော့ပြောပါဘူးသူပါသူတခုတလေယူတဲ့လူဆိုလဲယူပလေးစေပေါ့အသက်တောင်ဆုံးရှုံးသေးတာပဲညီမလေးကျန်တာလေးဆိုတာဘာမှမလို့တော့ပါရှေ့ဆက်ပြီးတော့လူတွေအကုန်လုံးကိုကိုကိုလိုမျိုးတာဆိုရင်ဘာဖြစ်လဲဆိုတော့ကြောက်နေတော့တာညီမလေးအသက်ရှင်ရတာလေး ကြောက်နေစွာအချိန်မြွေးဒီကိုအများကြီးဝုန်းဆို ခွဲခွာသွားတဲ့အဖြစ်တရားဖြစ်နိုင်တဲ့အတွက်လူအချင်းချင်းပေါ့ဟိုစိတ်ကောလူရောပေါင်းတင်ဆက်ဆံတဲ့အခါမှာလေချစ်ချစ်ခင်ခင်အမနေစေချင်တာပေါ့ဟိုခွဲခွာသွားမှနောင်တရတာမျိုးမဖြစ်အောင်ပေါ့နော်အခုအချိန်ခေတ်ကာလအတိုင်းသားရခဏလေးပြက်ဆိုလူရတွေကလေခွဲခွာသွားနိုင်နေအားကြောင့်မလို့အမလည်းကိုယ်စိတ်ကိုရော အရာအလုံးပြင်ဆင်ထားတာပေါ့ဟိုအရင်နဲ့တော့မတူဘူးညီမလေးစိတ်ကလည်းဘာဖြစ်သွားမှန်းကိုကိုမသိဘူး